ူတို့စိတ်ချမ်းမရေးဆက်ဝန်ဒေးစီမခေါ်တော့ခင်မှာသူတို့ကပဲကိုယ်အယုံဆုံးခေါ်တော့မယ်သူထဲမှာတိလုံရောနာဆက်ဆက်စတန်ထရေးရှင်းနေတဲ့သူတွေထိတ်ဆုံးကပါတယ်ပေါ့နော်စိတ်ချမ်းမရေးဆက်ဝန်နဲ့ပျောက်ဖို့အတက်လို့နေတာပါဆိုပြီးတော့မှန်ထားတယ်ပေါ့နော်အဲ့တော့သူတို့တွေကစိတ်ချမ်းမရေးဆက်ဝန်ဒီဇိုက်ကိုဒီလပစ်တွေစီတွားပြီးတော့ဒီလပီခန့်ယူဖို့အတွက်ဆိုတာကလုံနိုင်တဲ့နီလန်ဒီတစ်ခုထဲပဲရှိပါတယ်အဲ့ဒါကပါလဲဆိုတော့တူတူကိုတူတူ set away နဲ့ဖြစ်ပြီးတော့တူတူလုပ်နေတဲ့အရာတွေတူတူလူတွေ manipulate လုပ်တယ်, gaslight လုပ်တယ်, gate trip တွေလုပ်တယ်အာတခြားတူတွေအပေါ်ကိုနာနာကျင်ကျင်ဆိုးဆိုးဝါးဝါး တည်လို့တယ်ဆိုတဲ့အရာတွေကတာကတူတပါကိုထိခိုက်နာခြင်းစီပါတယ်ဆိုပြီးတော့လက်ခံမှပဲတူတို့ကိုတိုင်ကပြုတ်ပြင်ပြောင်းလဲခြင်းတဲ့စိတ်ရှိမှပဲကျွန်မတို့တွေကတူတို့ကိုဒီလိုမျိုးစိတ်ချမ်းသာရေးဆရာဝန်တင်နဲ့ခေါ် တွားပြီးတော့ပြလို့ရတာဒေါက်တာမြန်မြန်ကသူတို့ကိုသူတို့လည်း narcissistic ဖြစ်နေပါတယ် narcissism trait ရှိနေပါတယ်ဆိုပြီးတော့လည်းခံယူထားတာမဟုတ်ဘူးသူတို့လုပ်နေတဲ့ကိစ္စတွေအရာတွေအကုန်လုံးကဒါကသူတို့ရတင်ရထိုက်သူတို့လှုပ်တင်လှုပ်ထိုက်လို့သူတို့လုပ်နေတာပါဆိုပြီးတော့ပဲသူတို့မြင်ထားတာတစ်ဖက်လူကနာကျင်နေတလားခံစားနေရတလားဆိုတော့သူတို့က တီလုံးဝမရှိဘူးဒါကြောင့်မို့သူတို့တွေကအမြဲတမ်းတူကောင်းမှာဆိုပြီးတော့လည်းထင်သက်တယ်ကျမကိုယ်တိုင်တောင်မှဘယ်တော့ကြုံခဲ့ရတာတခုကပါလဲဆိုတော့ကျမကိုယ်ကနော်အဲကိုတလပဲစိတ်ကူးစရာဝင်နေတော့ပြီးတော့ပြရရမယ်ဆိုပြီးတော့တောင်မှတူကျမကိုတိုက်ရိုက်ပြောတာဘယ်လိုမျိုးနာဆစ်စစ်တဖြစ်နေတဲ့သူတွေကကျမတို့တွေတော်တော်များများတီသူတို့တွေပြုတ်ပြင်းပြောင်းလဲဖို့အတွက်ဆိုတော့ကမလွယ်ကူတဲ့အရာတခုဖြစ်တဲ့အတွက်ကြောင့်မို့ဒါကြောင့်မို့တော်တော်များများတီကယုံထွက်ဖို့အတွက်ကိုပဲပြောကြပါနော်ဘယ်လိုမျိုးယုံထွက်ရမလဲဆိုတော့မတီးဖို့ဆိုရင်ပေါ့နော်ကျမနဲ့အတူပေါ့ online mentorship one on one coaching